PSR Tenery အချုပ်ရေးဌာနနဲ့ရဲတပ်ဖွဲ့တို့ဒေတာတွင်တရားဥပဒေစိုးမိုးရေးနဲ့ရင်းစည်းကမ်းလမ်းစည်းကမ်းတွေဒေတာခံပြည်သူတွေနဲ့တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲကိုပြီးခဲ့တဲ့မေလ17ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီးတောင်ပြီးကြောင်းမဲခရိုင်တီဘောမျိုးနယ်ထဲကပန်ခါရွာမှာပြုလုပ်ခဲ့တာပါ။တွေ့ဆုံပွဲမှာမိမိတို့ PSR Tenery အချုပ်ရေးဌာနနဲ့ရဲတပ်ဖွဲ့တို့က ဒေတာတွင်တရားဥပဒေလုပ်ငန်းနှင့်ရင်းစည်းကမ်းလက်စည်းကမ်းတွေအပြင်မိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ရခိုင်ကစစ်ကောင်စီတပ်စခန်းဟောင်းနေရာတွေမတွားချဖို့ကျောင်းဖွင့်ရာဒီမရောက်ခင်ကျေးရွာမှာစာတင်ကျောင်းဖွင့်လင့်နိုင်ဖို့အတွက်ကျောင်းတွင်စုပေါင်းတက်ရှင်ရေးလုပ်ဖို့နဲ့ရရာတက်ရှင်ရေးအတွက်ရေနှုတ်မြောင်းတွေပူပေါင်းရှင်းလင်းနိုင်ဖို့နဲ့တခြားရရွာကိစ္စတွေဆင်းရဲခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲကိုပန်ခါကျေးရွာအုပ်စုထဲမှာရှိတဲ့ ကျေးရွာပေါင်း9ရွာကဒေတာခံပီတူတွေတက်ရောက်ခဲ့ကြပြီးဒေတာအတွင်းကြုံတွေ့ခဲ့ရတဲ့အခက်အခဲရှင်တွေကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။ကျမလွေပူမူပါ။